်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့နေလယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမန္တလေးမုံရွာလမ်းပေါ်မှာဆက်ကြီးကောက်နေတဲ့အချမ်းဖတ်စစ်ခွေးတပ်ကိုအဝေးထိန်းမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေး၃កောင်တေဆုံးပြီးတော့၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလ၄ရက်နေ့ညနေ9:35မိနစ်အချိန်မှာမန္တလေးမုံရွာလမ်းပေါ်မှာပြည်သူတွေကိုအနိုင်ကျင့်ဆက်ကြီးကောက်နေတဲ့ အကြမ်းဖက်စစ်ခွေးတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာစစ်ခွေးတပ်ဘက်က၃កောင်နေရာမှာပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့ပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ခွေးတွေဘက်ကစစ်ကူအင်အားအယောက်30ခန့်ထပ်မံရောက်ရှိလာတဲ့အတွက်ထပ်မံမိုင်းဆွဲခဲ့တယ်လို့သိရပါတယ်ဒုတိယအချိန်မိုင်းဆွဲမှုမှာစစ်ကောင်စီဘက်ကတပ်သား12ဦးခန့်ထိခိုက်သွားတယ်လို့သိရပြီးဒေါ်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေး၃កောင်ကတော့နေရာမှာပွဲချင်းပြီးတိုက်ပါတယ် ်စစ်ခွေးဆက်တကောင်ထိခိုက်တန်းရရတယ်စစ်ခွေးအင်အားကအယောက်40လောက်တော့ရှိမယ်မိုင်းဆွဲတဲ့အဝေးထိန်းပိုင်းကတော့စုစုပေါင်း12လုံးနဲ့3ပိုင်းပါမုံရွာမြို့အထွတ်မုံရွာမုတ်ပေါက်နားမှာအထိုင်ချတဲ့ဂိတ်ကနေပြီးတော့ဒီကောင်လေးကတောင်ဘက်ကိုထွက်လာတယ်အဲ့ဒီဂိတ်ကနေပြီးတော့တောင်ဘက်ကိုလမ်းလုံးကြုံရေးယူပြီးပြည်သူတွေစီကနေပြီးတော့စက်ကြီးကောက်နေတာဘောလို့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်ရင်လေးတခွဲနှစ်က တက်ခွဲမှု wifi ကပြောပြထားပါတယ်ပြည်သူတွေအနေနဲ့မုံရွာမန္တလေးလမ်းပေါ်မှာစစ်ရင်တန်းများနဲ့တွေ့ဆုံပါကနောက်ကနေပြီးတော့ကတ်မလိုက်ကြဖို့ငါးမြင်းဆောင် commando force အဖွဲ့ကသတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်ရာစစ်ခွေးတွေဘက်ကခုနှစ်ကောင်တိုက်ဆုံပြီးတော့စစ်သား၄ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုလည်းပိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အောက်တိုဘာလ2ရက်နေ့မနက်3:00နာရီခွဲအချိန်မှာတပ်မ33လက်အောက်ခံအမတ်၈စစ်အခြေခံလေ့ကျင့်ရေးတပ်စကတာ၈ကစစ်အင်အား60ခန်းနဲ့ထွက်ခွာလာတဲ့စစ်ခွေးစစ်ကြောင်းကရွှေဘုံမြို့တောင်ပတ်မုတ် Good Brothers ရုံးကနေတစင်တာကနန်းကြီးပါတဲ့ကိုဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်6နာရီခွဲအချိန်မှာအဲ့ဒီစစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်များကဝိုင်းဝန်းပူးပေါင်းပြီးတော့ပိတ်ဆို့တိုက်ခိုက်ခဲ့ရာအော်တိုဘားလ2ရက်နေ့နေ့လယ်7နာရီခွဲအချိန်အထိတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေဘက်က တက်ကြည်ကြီးစံထွေးအပါအဝင်ခုနှစ်ဦးတေဆုံးပြီးတော့စစ်ခွေးဆယ်ကောင်ကဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်ကတက်ကြအဆင့်တဦးစစ်မှုထမ်းတပ်သားတဲ့ပြည်သူစစ်အဆင့်၃ဦးကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။သိမ်းဆီးရရှိတဲ့လက်နက်ခဲယမ်းများထဲမှာ60မမကွန်မန်ဒိုပြောင်းတလက် MA3 တလက် MA1 တလက်60မမအဖူတစ်ဖူ RPG7 အဖူနှစ်ဖူ ကြောလွယ်ဂျမ်မာတစုံ 5.56G အတောင့်တရာတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အထိနာသွားတဲ့စစ်ခွေးတွေဟာအော်တိုဘားလ2ရက်နေ့မုံလဲတန်တားရီအချိန်မှာရွှေဘုံမြို့နယ်တာကနန်းကြီးရွာအတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်နေတဲ့အချိန်ရွှေဘုံကညနာရုံမှာတပ်ဆွဲထားတဲ့စစ်တပ်နဲ့ရွှေဘုံမြို့အခြေဆိုင်အမှတ်1ထောက်ပို့တပ်ကလက်နက်ကြီးများဟာဝေဇာအမြောက်များနဲ့ပစ်ကူပေးခဲ့ရာ ရွှေဘုံမြို့ကာကြီးဝင်းအနီးအောင်မြေဖုံကြီးကျောင်းဝင်းအတွင်းနဲ့ကိုကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်အောင်မြေဖုံကြီးကျောင်းကကိုရင်၄ပါးပြန်လည်တော်မူခဲ့ပြီးတော့ကိုရင်၈ပါးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရွှေဘုံမြို့နယ်တာကနန်းကြီးရွာတိုက်ပွဲမှာတော်လိုင်းရဲဘော်၂ဦးကြာဆုံးခဲ့ပြီးတော့ရဲဘော်၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးထိန်းသိမ်းရမိတဲ့စစ်တုံးဘန်းတွေရဲ့ပြောကြားချက်နဲ့တော်လိုင်းရဲဘော်များရဲ့မျက်မြင်အရစစ်ခွေးတပ်ဘက်ကတေဆုံးထိခိုက်မှုတွေအလွန်များပြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်အလူလေးကြီးရွာရန်ကုန်မော်လမြိုင်လမ်းပိုင်းမှာအချမ်းဘတ်စစ်တပ်ကအင်အားအများအပြားတိုးချထားပြီးတော့အစစ်ဆေးမခံမှာကပြစ်မိတ်ထုတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ၄ရက်နေ့မနေ့9ရက်နေ့လောက်ကစပြီးတော့အင်အား150ကျော်ပါတဲ့အချမ်းဘတ်စစ်ခွေးတပ်တွေဟာအလူလေးကြီးရွာရန်ကုန်မော်လမြိုင်ကားလမ်းတစ်လျှောက်မှာနေရာယူဖြတ်ချက်ထားပါတယ်။စစ်ခွေးတပ်နဲ့နှိဆက်သူတွေရဲ့ပြောပြချက်အရာ ကားရီအစစ်စေးမခန္ဓာနဲ့တနတ်အတန်ကြားပါကပြစ်ခတ်ဖို့လဲညွှန်ကြားထားတယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ရဲ့အင်အားတုံးမြတ်မှုဟာ ။ဒါမဲ့ရပ်ပိုင်းအတွင်းမှာအလူလေးကြီးရွာနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကြီးရွာတွေကိုစစ်ကြောင်းထိုးဖို့ဖြစ်နိုင်တယ်လို့တုံ့တန်မှုတွေလည်းရှိနေပါတယ်။စစ်ကောင်စီတပ်ကကားလန်တလျှောက်မှာလုံခြုံရေးအင်အားတွေအများပြားရရှိနေတာကြောင့်ဒေသခံတွေကတိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်နေကြပြီးတော့ထွက်ပြေးဖို့လည်းပြင်ဆင်ထားကြတယ်လို့ဆိုပါတယ်။အလူလေးကြီးရွာအနီးမှာစစ်ခွေးတပ်တွေမကြာခဏတိုက်ခိုက်ခံနေရပြီးတော့ထိခိုက်ဒေဆုံးတာတွေရှိနေပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာတရက်နေ့ကလည်းအလူလေးကြီးရွာအထက်သားဆက်ရုံအနီးကင်းမုံဝင့်နေတဲ့စစ်ကောင်စီတပ်ဟာမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စိတ်ခွေးသုံးကောင်ထက်မင်းပြင်ထန်တိုင်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စပွန်ဆာအချိုရည်ပလင်းအလုံး40တဲကိုကိုကင်းများထည့်ပြီးတော့တည်ဆောင်တဲ့15နှစ်အရွယ်မြမမင်းကလေးငယ်ကိုဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလ3ရက်နေ့ဒေတာစံတော်ချိန်မနက်9:30မိနစ်ဝန်းကျင်မှာထိုင်းနိုင်ငံချင်းမိုင်ခရိုင်မဲအိုင်နေဆက်အနီးတဘာဝဖြတ်ကျော်လမ်းမှာအသက်15နှစ်ဝင်းကျင်သာရှိသေးတဲ့မိန်းကလေးငယ်ကို မိုးရမောင်းခိုးသမားများကစပွန်ဆာအချိုရီပလင်းအလုံး40ထဲမှာကိုကင်းနေထည့်ပြီးတော့တောင်းနဲ့တယ်ပုတ်ခိုင်းခဲ့တာကိုထိုင်းစစ်တပ်ရဲနဲ့မိုးရတပ်ဖွဲ့များကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။မိန်းကလေးငယ်တယ်လာတဲ့တောင်းထဲမှာအိတ်အမဲများကိုမတင်ကားတဲ့အတွက်ကင်းလက်တပ်ဖွဲ့ကစစ်ဆေးရမှာထိုင်းစကားမတတ်တဲ့မြန်မာမိန်းကလေးငယ်ဟာစပွန်ဆာအချိုရီပလင်းအလုံး40ထဲကိုကိုကင်းများထည့်ကတယ်ဆောင်လာတာကိုတွေ့ရှိခဲ့တယ်လို့သိရပါဗျ။စပွန်ဆာပလင်းတစ်လုံးထဲမှာကိုကင်းတိတက်သမ68ဂရမ်ပါရှိပြီးတော့ စုစုပေါင်း 1kg တင်စီရမိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတမ်ရော PSLF TNL ထိမ့်ချုပ်ထားတဲ့တီဘောမျိုးကိုအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်ရှစ်လုံးထဲမှနေထိမှန်ပြစီသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ၄ရက်နေ့ည၈နာရီ၂၂မိနစ်မှာတီဘောမြို့မှာရှိတဲ့စစ်ခွေးတိုက်ရဲစခန်းဟောင်းဖြစ်တဲ့ချီလင်တိုက်ရဲ၂၃အနီးအာရကနဲ့အကြောင်းနဲ့ကျောင်းစုရွာဖုန်ကြီးကျောင်းကိုဘုံငါလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။အာထာကနဲ့ကျောင်းလေးကိုနှလုံးကြတယ်ကျောင်းရဲ့အနောက်ဘက်ကိုတလုံးကြတယ်23တန်နာကိုတလုံးကြတယ်ကျောင်းစုရွာဖုန်ကြီးကျောင်းဘက်ကိုလည်းတလုံးကြရောက်ပောက်ကွဲပါတယ် နေအိမ်ပြတ်တာကတော့အများကြီးပဲလူထိခိုက်တော့မရှိဘူးလို့ဒေသခံအမျိုးသားတအုပ်ကအတည်ပြုပြောကြားထားပါဗျ။မနေ့ကညနေ9:35မိနစ်မှာလဲတီဘောမြို့နယ်ချင်းတီရွာကိုစစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံအမျိုးသားနှစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ်မနေ့ကတရက်ထဲမှာတင်တီပေါင်းမြုံနယ်ကိုစစ်ခွေးတပ်ကလေးချောင်းကနေပြီးတော့၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်အလားတူပဲမနေ့ကနေ့လယ်၁၂နာရီကျော်မှလဲ Jet Fighter ကိုအသုံးပြုပြီးတော့နမ်ဆန်မြုံနယ်ဇဲတုံဟုံးရွာတဲကိုပေါင်၂50ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်၂ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ဂျေဇုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုးတိုင်းနတ်တလင်းမြို့ဇီးကုန်းကလေးရပ်ကွက်မှာ စိတ်ဝေဒနာရှင် မောင်စောရန်တိုင်းကို အုတ်ချုပ်ရည်မှုတင်ထင်းနဲ့ယာယီမှုတင်လှတို့ကဖမ်းဆီးပြီးတော့သိန်း90နဲ့စစ်မှုထမ်းတပ်သားအဖြစ်နဲ့ရောင်းစားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ4ရက်နေ့မနက်10:00နာရီအချိန်မှာနတ်တလေးမြို့ဇီကုံကလေးရက်ကွာဇီကန်ကလေးအနောက်ပိုင်းမှာနေထိုင်တဲ့ဒေါ်နယ်နယ်ဝင်းရဲ့နေအိမ်ကိုဇီကုံကလေးရက်ကွာအုတ်ချုပ်ရည်မှုတင်ထင်းနဲ့ယာယီမှုတင်လှတို့ရောက်ရှိလာတယ်လို့ပြောပါတယ်။အဲ့ဒီနောက်နေအိမ်မှာအိတ်နေတဲ့စိတ်ဝေဒနာရှင်မောင်စောရန်နိုင်ကိုအိယာကနေအတင်းနှိုးပြီးတော့ခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။ မိခင်ဖြစ်သူဒေါ်နံရဲဝင်းကတားဖြစ်သူကိုဘာကြောင့်ခေါ်လဲလို့မေးရမှာအုတ်ချုပ်ရဲမှုတင်ထဲက နေသားကိုခဏခေါ်တာပြီးရင်ပြန်ပို့ပေးမယ်ဆိုပြီးတော့အတင်းခေါ်ဆောင်သွားတယ်လို့သိရပါတယ်အဲ့ဒီနောက်အချိန်ကြာမြင့်တဲ့အထိတားပြစ်သူမောင်စိုးရန်နိုင်ကိုပြန်လည်ပို့ဆောင်ပေးခြင်းမပြုတဲ့အတွက်မိခင်ဖြစ်သူဒေါ်နွန်ရွယ်ဝင်းကလိုက်လံပြီးတော့စုံစမ်းကြည့်ရမှာတားပြစ်သူမောင်စိုးရန်နိုင်ကိုနတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုခေါ်ဆောင်သွားကြကြောင်းသိရပါတယ်ဒါကြောင့်မြို့နယ်ထွေအုပ်ရုံးကိုလိုက်လံမင်းများတဲ့အခါမှာရက်ကွက်နဲ့မြို့နယ်ရုံးကြားအပြန်အလှန်လွှဲချပြီးတော့ သတင်းစုံစမ်းလို့မရဖြစ်နေတယ်လို့ပြောပါတယ်။နတ်တလေးမြို့နယ်မှာရှိတဲ့တာဝန်ကျတဲ့စစ်ခွေးတပ်ထံကိုတွားရောက်မေးမြန်းကြည့်တဲ့အခါမှာမောင်စောရန်တိုင်းကိုအုတ်ချုပ်ရေးမှုတင်ထင်းနဲ့ယာယီမှုတင်လာတို့ကစစ်မှုထမ်းတပ်သားအဖြစ်နဲ့စရင်သွင်းသွားတယ်လို့ပြောပါတယ်။ဒါကြောင့်စစ်မှုထမ်းတပ်သားအဖြစ်ခေါ်ယူခဲ့ခြင်းဟာငွေကျပ်350ပေးပြီးတော့မောင်စောရန်တိုင်းကို၎င်းရဲ့မိဘများကစစ်မှုထမ်းအဖြစ်နဲ့ထည့်လိုက်တယ်လို့အုတ်ချုပ်ရေးမှုတင်ထင်းနဲ့ယာယီမှုတင်လာတို့ကပြောဆိုသွားကြောင်းသိရပါတယ်။မိခင်ဖြစ်သူဒေါ်နွယ်နွယ်ဝင်းကလည်း ဘာငွေကြေးမှရယူထားခြင်းမရှိဘဲနဲ့လိမ့်လေခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့စစ်တပ်ထံကိုအပြစ်ပေးအကြောင်းကြားခဲ့ပါတယ်။မောင်စောရန်တိုင်းကိုအုပ်ချုပ်ရေးမှုနဲ့ယာယီမှုတွေကလိမ့်လေခေါ်ဆောင်သွားမှုပေါ်ပေါက်လာပြီးတဲ့နောက်မှာအုပ်ချုပ်ရေးမှုတင်ထင်းနဲ့ယာယီမှုတင်လာတော့ကမိခင်ဒေါ်နွန်နွယ်ဝင်းကိုငွေကျပ်နှစ်သိန်းလာပေးသွားတယ်လို့ပြောပါတယ်။ဒါပေမဲ့မိခင်ဒေါ်နွန်နွယ်ဝင်းကမယူဘဲနဲ့ညင်းဆန်ပြီးသူ့ရဲ့တားဖြစ်သူကိုယ်သာပြန်ခေါ်ပေးရန်တောင်းဆိုခဲ့တယ်လို့ပြောပါတယ်။ စက်တဘာလ23ရက်နေ့ညနေ9:00နာရီအချိန်မှာနတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်စစ်တပ်အရာရှိဗိုလ်မှူးကမိခင်ဖြစ်သူဒေါန်နွန်ွယ်ဝင်းနဲ့အုပ်ချုပ်ရေးမှူးတင်ထင်းရာယီမှုတင်လှတို့ကိုခေါ်ယူပြီးတော့မျက်နှာချင်းဆိုင်တွေ့ဆုံစေခဲ့တယ်လို့သိရပါတယ်။အခုလိုတွေ့ဆုံတဲ့အချိန်မှာအုပ်ချုပ်ရေးမှူးတင်ထင်းကတားဖြစ်သူမောင်စောရန်တိုင်းကိုစစ်မှုထမ်းစစ်တပ်ထဲကိုပို့ဆောင်ခဲ့မှုအတွက်ငွေကျပ်သိန်း80ပေးမယ်လို့ဂရိပေးခဲ့တော်လဲ။ ်ဘာငွေကြေးမှမပေးခဲ့ကြောင်းပြောဆိုခဲ့ပါတယ်အဓိကအားဖြင့်စိတ်ဝေဒနာရှင်ဖြစ်သူမောင်စောရန်တိုင်းကိုလိမ့်လေလဲပြားပြီးတော့စစ်တပ်ထဲကိုစစ်မှုတန်းလူစားထိုးအဖြစ်နဲ့ထဲသွင်းကမှုအတော့အရေးယူပေးရန်နေပြည်တော်ကိုတိုင်ကြားခြင်းဖြစ်တယ်လို့သိရပါတယ်ကလေးကအုံနောက်မကောင်းချက်မပြေဘူးဆိုတာတရက်ကွက်လုံးသိပါတယ်တော့အဲ့ဒါကိုအိမ်မော်တက်ပြီးတော့လိန်ခေါ်ပြီးတက်သေးကိုထဲ့လိုက်တာဩကထနဲ့ယာယီမှုပေါင်းပြီးတော့စိတ်ချမ်းသာရေးမကောင်းတဲ့ကလေးကိုအဲ့ဒီလိုလှုပ်တာပါပြီးတော့မိဘတွေကို30ပေးပြီးခေါ်လာတာပါဆိုပြီး စစ်တပ်ကိုလည်းလိန်ပြောပြီးတော့ထဲ့လိုက်တယ်ဒါကြီးကမဖြစ်သင့်ဘူးလေစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့အုပ်ကြီးနဲ့ယာယီမှုကဖာခေါင်းဆန်ဆန်ကိုကျိုးစီးပွားရှာနေတာဖြစ်ပါတယ်လို့စိတ်ဝေဒနာရှင်မောင်စောရန်နိုင်ရဲ့ဆွေမျိုးတို့ကပြောပြထားပါတယ်လက်ရှိမှာမောင်စောရန်နိုင်ဟာစစ်မှုထမ်းအပတ်စဉ်16ကိုပို့ဆောင်ခံရရနိုင်တယ်လို့သိရပြီးမိဘများနဲ့အဆက်အသွယ်ပြတ်တောက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရေနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ